ကဲကပစီပွားရေးစပွဲကြီးကတော့ငလျင်ကြီးကျမတို့ငလျင်ကြီးဖြစ်တယ်လို့ပဲကပစီပွားရေးမှာငလျင်ကြီးကြီး seismic changes လို့သူတို့ပြောတယ်အဲ့ဒီ American သမ္မတ Mr. Trump လောက်ချလိုက်တာပေါ့နော် ကုန်အမေရိကန်မှာလည်းလူတွေလည်းစန္ဒပြကုန်ကြပြီအတချို့ကလည်းအပြည့်အလွတ်တရုတ်ပစ္စည်းတွေဈေးမတက်ခင်သွားပြီးဝယ်နေကြတယ်အဲပြောရမယ်ဆိုလို့ရှိရင်60ရာခိုင်နှုန်းလောက်ကလည်းတရုတ်ပစ္စည်းတွေကြီးပဲသုံးနေကြတာအမေရိကန်နေရာတိလားအဲ့တော့အခု loss ရဲ့တကဘာလုံးကိုဖြစ်တာတော့သူကနိုင်ငံတိုင်းကိုလှုပ်ချပစ်လိုက်တာအခုပဲစင်ကာပူကနေပြီးတော့ प्राइम मिनिस्टर नभली भाव अु သူတို့ TV မှာတက်ပြီးတော့သူတို့တိုင်းသူပြည်သားတွေကိုပြောနေပြီဒီကိစ္စကို my fellow citizens တဲ့တိုင်းသူပြည်သားလူအများတို့တဲ့ဒီအချိန်ဒီအရေးကြီးနေပါသည်တဲ့အဲ့တော့ဘာရမလဲကျမကလည်းကိုယ်တိုင်းသူပြည်သားလူအများတို့သူတို့ပြောတာကိုပြောရအောင်မယ်ကိုယ်အတွက်အရေးကြီးသလားကြီးတာတော့ကြီးမှာပါဒါပေမဲ့ကိုတွေကတော့သူတို့ရဲ့ဒီ free trade world trade ကြီးထဲမှာပါခဲ့ရတဲ့လူမဟုတ်ဘူးလေကိုယ်ဗမာ ပီးယားအမေရိကအင်ပို့တို့အက်စ်ပို့တို့လည်းကိုယ်မှာတိတ်ရှိရတာမဟုတ်ဆန်ရှင်တွေကိုကမလွတ်နိုင်သေးတဲ့ကိစ္စကြီးဟာတိုင်းရေးပြည်ရေးကလည်းအခုတည်းအထိပေါက်နေကြေးနော်အခုကငလျင်ကြီးကလှုပ်ပြန်ပြီးဒါပေမဲ့ World Trade အကြောင်းကိုတော့ တိရအောင်အားလုံးတိရအောင်ပြောကိုပြောအောင်အဲ့တော့စင်ကာပူဝင် ကြီးချုပ်ကသူ့တိုင်းသူပြည်သားတွေကိုပြောတယ်စာလုံးတွေကိုပြောတယ်စာစာလုံးရောက်နေတဲ့ဗမာတွေလည်းနားထောင်ကြပေါ့နားထောင်ကြမှာပေါ့အရင်အရေးကြီးနေပါပြီတဲ့ငါတို့တိုင်းပြည်ရတဲ့ဒီအမေရိကကတဲ့ဒီလွတ်လွတ်တာငါတို့လိုနိုင်ငံရေးရငါတို့လိုနိုင်ငံငယ်လေးရတဲ့ စင်ကာပူက trading ပေါ်မှာပဲသူတို့ကပွဲစားနိုင်ငံလေဟိုသူတို့ကဟိုပွဲစားဆိုတော့သူတို့ကဟိုစိတ်ကမ်းနိုင်ငံလေးဖြစ်တယ်သူတို့စီမှာဟိုတင်ဘောကြီးတွေကုန်တင်တင်ဘောကြီးတွေနောက်သူတို့ကရေနံတူးတဲ့နေရာတွေကိုလည်းငှားထားတယ် American ရေနံ company တွေဟိုရေနံတူးဖို့လည်းပင်လယ်ထဲမှာငှားထားတယ်နောက်ပြီးတော့တင်ဘောကြီးတွေနဲ့ container ကြီးတွေနဲ့သူတို့စီမှာစိတ်ကမ်းနဲ့ကိုခါတဲ့ဟို import တဲ့ export တဲ့ဟိုတဲ့ import ဆောင်ရေးတွေလို့ ောက်တာဆိုတော့သူတို့တအားထိကြိုက်မယ်ပေါ့ဘာကြောင့်ဆိုတော့သူတို့ဆီယပစ္စည်းတွေလေအမေရိကန်နဲ့အသွားအပြန်တွေရှိနေတာပေါ့အဲ့ဒါငါတို့ရောတဲ့10%လောက်ဖဲတဲ့လောက်ပါတယ်တဲ့နည်းနည်းတော်ပါသေးတယ်ပေါ့နော်အနေနဲ့ကသူတို့ရဲ့စင်ကာပူကနေပြီးတော့သူငါတို့ရဲ့ဟိုအမေရိကန်ကိုပို့တဲ့ အသွင်းနဲ့ဟာကို10%ဆိုတော့သမရထရမ်က10%အနည်းဆုံးလေ တရုတ်တို့စင်ကာပူတို့10%ဒါပေမဲ့ငါတို့တဲ့သူများနိုင်ငံတွေလိုပြန်ပြီးအပြန်ပေါ့အမေရိကသွင်းကုန်ကိုတက်မယ်အဲ့လိုမျိုးငါတို့မလုပ်ပါဘူးတဲ့သူများနိုင်ငံတွေကတော့လုပ်မယ်အဲ့တော့ငါတို့တွေတော့အရေးကြီးနေပြီတဲ့နိုင်စင်ကာပူနိုင်ငံသူနိုင်ငံသားတို့ရေးတဲ့အရှိသဖြင့်ဆိုရင်ဒါဘလောက်ကြမယ်မှမသိအရှိဖြစ်သဖြင့်ဆိုရင်ငါတို့တွေအရမ်းမယ် တဲ့စီးပွားရေးထိခိုက်မယ်တဲ့ငါတို့အကြက်အတီးတွေရင်ဆိုင်ဖို့အစင်းသင်းပြင်ထားကြပါတဲ့အားလုံးနဲ့စုစုစည်းစည်းပေါ့တခြားဟိုစုစုစည်းစည်းကြံ့ကြံ့ခံနိုင်ဖို့ခက်ခဲတဲ့တန်းတွေကိုအနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့တဲ့ तू ကအားလုံးကိုပြောထားတဲ့တော့ဘလောက်များခင်မလဲတော့မသိဘူးသူတို့ပြောတယ်အလုပ်တွေလည်းပြုတ်ကြမှာပေါ့နော်ဘာကြောင့်ဆိုတော့ တကယ်လို့အမေရိကအမမဆိုရင် तू ကလည်းပြောတယ်စင်ကာပူဝင်ကျင်ဒါ World World Trade WTO ရှိတယ်လေ World Trade Organization အဲ့မှာတရုတ်ကလည်းတိုင်မဲတဲ့အမေရိကကို World Trade Organization နဲ့တကဘာလုံး Globalization နဲ့အားလုံးနင်းပစ္စည်းလဲငါဝယ်ငါပစ္စည်းလဲနင်းဝယ်အားလုံးပေါ့အခွန်အတုပ်တွေလဲသိပ်ပြီးတော့အများကြီးမယူချနဲ့ပေါ့ almost free ပေါ့နော်တရုတ်နဲ့တရုတ်အခွန်နည်းနည်း ဲလေးတွေနဲ့ပဲယူပြီးတော့ဟိုရောင်းဝယ်ဖက်လှယ်နေကြတာ globalized world ပေါ့အဲ့ဒါ world trade organization ကလည်းအဲ့လိုပဲသတ်မှတ်ထားတာအခု WTO ရဲ့ဟာမလိုက်နိုင်ဘူးပေါ့နောက်ပြီးတော့ free market economy ဒီ free market globalization က America ကစံပြ စံပြဥဆောင်ခဲ့တာနောက် American market ကအရန်ကြီးတယ်ဟိုတန်း300ကျော်တဲ့ American ပြည်တော်စုကြီးရာเนาะသူတို့ကအားလုံးက purchasing power ကောင်းတယ်ဒီမှာတရုတ်တို့အိန္ဒိယတို့ကဟို အဘီလျံချီရှိပေမဲ့လည်းဆင်းရဲတဲ့လူတွေကအများကြီးလေမဝယ်နိုင်ကြဘူးအမေရိကအကြတော့တနိုင်ငံလုံးဟာဒီပြည်တော်စုတစ်ခုလုံးကဝယ်ယူအားအသုံးဖြင့် consumer market ကြီးပေါ့တကဘာလုံးအားထားရတဲ့ consumer market ကြီး American market ကိုအားလုံးဟာနိုင်ငံတိုင်းကဘောပို့နေကြတာအဲ့အတွက်ကြောင့်မလို့ तू ကတကယ်ဟိုတကယ် range ပေါ့စားသုံးသူ စာတုံးသူအပြစ်အဝါရေဖို့လာခဲ့လာသမျှလာခဲ့အခုဆိုလဲတရုတ်နဲ့ကြတော့လဲအများတရုတ်ပစ္စည်းတွေကလဲဈေးလဲတက်တာတယ်အခုခါရဲ quality တွေကလဲလေ American company ကိုနိုင်ကသွားပြီးတော့တရုတ်ပြည်မှာသွားပြီးတော့သူတို့စိတ်စိတ်တိုင်းကျ quality နဲ့ထုတ်တာဆိုတော့အဲ့တရုတ် made in china ဆိုပေမဲ့လဲအားလုံးက quality ကောင်းတဲ့ American market ကိုပို့တဲ့ပစ္စည်းတွေကအဲ့တော့အခုဆိုလို့ရှင့် ထရမ့်ကအဲ့ဒါကိုလှုပ်ချလိုက်တော့ရှေးခေတ်ပြန်သွားတယ်လို့ပေါ့ဒါမျိုးကတဲ့1930 မှဖြစ်ဘူးတဲ့အဲစင်ကာပူဝန်ကြီးချုပ်ကပြောတာအဲ့တော့ဟာတဲ့အဲ့လို trade war တွေစဖြစ်တာပဲတဲ့ဒီဒီတယောက်နဲ့တယောက်အဲ့လိုမျိုးပေါ့ protection နဲ့ဆိုတာဟိုငါနိုင်ငံငါပစ္စည်းပဲငါသုံးမယ်ငါနိုင်ငံကိုတခြားပစ္စည်းမသွင်းမှု protect လုပ်တာပေါ့ဥပမာအခုဆိုလို့ရှိရင်ဥမာအရက်ပေါ့ဆိုလို့ရှိရင်အိန္ဒိယကအရက်တွေထုတ်တယ်ဆိုတော့ तू ကအမေရိကဂျော်နီဘောခါတို့နိုင်ငံခြားအရက်တွေဆိုသူကအခုနေအများကြီးကောက် လိုက်တာပေါ့ဘာကြောင့်ဆိုပြည်တွင်းကအရက်ထုတ်လုပ်တဲ့သူတွေကိုသူကဥစားပေးလိုက်တာပေါ့အခုကျ Trump ကနင်တို့ရဲ့ငါတို့အရက်ကိုတဲ့ India India ကအခုံသွင်းသလိုငါတို့လည်းတဝက်ညုံမယ်ဆိုပြီးတော့သူတို့က India အရက်လဲသူတို့စီမှာမပေးသွင်းတော့ဘူးပေါ့ American market တဲကိုအဲ့လိုမျိုးလှုပ်လိုက်တာပေါ့ဥမာဟို ဥရောပကားဆိုလေဟိုအမေရိကန်ကားတွေကိုတွေ့ရင်အခွန်တွေကောက်တော့ဥရောပကားကိုလေ မဟို तू ကပြန်ပြီးအခုံကောက်မယ်ပေါ့နော်သမရထရမ်ကပြောတာနိုင်ငံတိုင်းနိုင်ငံတိုင်းပါလာအဲ့ဆိုရင်စင်ကာပူဝင်ကြီးချုပ်ရဲ့လူရှန်လုံးရဲ့ဆိုရင်ငိုရောမယ်အတိုင်းပဲပြောနေကြတာဘာကြောင့်ဆိုအဲ့ဒါသူကပြော1930တုန်းကဖြစ်တော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ရုရှားကလည်းဈေးကွက်အရန်ကြီးတယ်အဲ့ဒါအမေရိကန်လည်းကြီးတယ်အဲ့လို protectionist စေနေဈေးကွက်ချင်းပြိုင်ကြတဲ့အခါကျနောက်ဆုံးဘာဖြစ်လဲဆိုတော့လက်နက်တွေကင်ပြီးတော့ဒုတိယကမ္ဘာစစ်ဖြစ် တာပဲတဲ့အဲ့တော့အော်စင်ကာပူဝင်ကြီးချုပ်ကပြငါတို့နိုင်ငံသားတွေတတိထားကြတဲ့ဒါဘလောက်ကြာမယ်မှမသိဘူးပေါ့နော်ဘလို့ဖြစ်လဲဆိုအဲ့လိုမျိုးပေါ့နော်ဟိုသူတို့ကဟို ကြမ်းကြမ်းတန်းတန်းကြီးအဲ့လိုမျိုးအဝင်တွေကိုခါတဲ့အခွန်တွေကပြီးတော့ချုံနှောင်လိုက်တယ်ဆိုရင်သူတို့စီရောင်းတာကိုနှစ်စင်ခါတဲ့ပျက်ပျော့ပပမိခိုးနေတဲ့စက်ယုံတွေကလည်းဟို order တွေနဲသွားပြီလို့ရှင် American စားသုံးသူတွေကလည်းဈေးကြီးတော့အခါတိုင်းဝယ်တဲ့ဟာမဝယ်တော့ဘူးတိရမတနစ်ကိုဟို၃ခါလောက်ဝယ်တဲ့ပစ္စည်းကိုတနစ်ကိုတစ်ခါလောက်ပဲဝယ်တော့မယ်အဲ့လိုဖြစ်တဲ့အခါဆိုဆက်ယုံတွေရောဒီဒီ ဒီအသင်းဘောတွေ container တွေနဲ့ပစ္စည်းပို့တာတွေအားလုံးဒီ industry အားလုံးကလုံးဝကိုကျသွားတာပေါ့ထက်ဝက်လောက်ကျသွားမှာပေါ့အဲ့လိုကျလို့ရှင်ဆက်ယုံနေလဲပိတ်မယ်လူတွေလည်းအလုတ်ပြုတ်မယ်ပေါ့လူတွေအလုတ်ပြုတ်ရင် recession ဆိုတာလာမယ် recession ဆိုတာစီးပွားရေး ကြဆင်းတာပေါ့အဲ့တော့ဝင်ငွေတွေလည်းအကုန်နိုင်ငံတိုင်းဟာဟာသူတို့ခါတိုင်းဒီ American market ကြီးကိုပို့နေရနေပြီးတော့အခုကြမပို့ရတော့ဘူးဆိုတော့ဝင်ငွေတွေ GDP တွေလည်းနိုင်ငံတိုင်းကြကြမှာပေါ့နော်အဲ့ဆိုရင်လူတွေအလုတ်ပြုတ်အဲ့လိုတွေဖြစ်ကြမယ်ပေါ့ပြီးလို့ရှိရင်စစ်များဖြစ်မလားကမ္ဘာစစ်များဖြစ်မလားလဲဒါကြောင့်မလို့ကမ္ဘာစစ်ဖြစ်မလားကြရတယ်ပေါ့ဥမာတရုတ်ဆိုလည်း တယုတ်ကပစ္စည်းဟိုပစ္စည်းတွေကိုတွင်းပြီးတော့ဟိုမှာအမေရိကန်ဆက်ယုံတွေကလုတာတွေလည်းရှိတယ်အဲ့တော့တယုတ်တယုတ်ကပစ္စည်းကဈေးကြီးသွားပြီဆို အမေရိကန်ဆက်ယုံပစ္စည်းကလည်းဈေးဆက်ယုံထုတ်ပစ္စည်းကလည်းဈေးကြီးတဲ့အပြင်ဟိုသူတို့တွေကတကယ်လို့ပေါ့အဲ့မှာလည်းဒုက္ခရောက်မှာပေါ့အမေရိကန်ဆက်ယုံနေလဲဒုက္ခရောက်မယ်တရုတ်ပြည်ကဆက်ယုံနေလဲဒုက္ခရောက်မယ်အဲ့တော့ ဘာသဘောနဲ့လောက်တာလဲပေါ့ Mr Trump ကပြီးလို့ရှိရင် तू က negotiate ပြန်လုပ်ချင်လို့လားကဲအဲ့တော့ငါတို့ဟိုအဲ့ तू က change ချောက်လိုက်တာလားပြီးရင်ပြန်ပြီး negotiate လုပ်မှာပေါ့နော်တရုတ်ကအေးအဲ့လိုဆိုရင်နင်တို့ငါမယူမနေရငါတို့စီရလဲနင်တို့ဒီလောက်ဝယ်ရမယ်ပေါ့အဲ့လိုမျိုးပြန်ပြီးတော့ negotiate လုပ်မလားမသိဘူး तू ရဲ့ trade in balance ပေါ့နော်ကိုညှိအောင်အဲ့တော့ကဘာကြီးကတော့တကယ်ကိုမယုံသုံးခါဖြစ်နေတာနှစ်ရက်ရှိပါရှင်အဲ့ဒါ